မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးဇင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးဇင်းကတော့ဟိတေတီဆရာတော်ပါတရားတော်မြတ်ကိုပူဇော်ဖို့အတွက်တရားဆိုတာသဘောပါပဲသဘောဆိုတာတရားပါပဲဘာတွေသဘောပါလဲဖေဟာပူနေတဲ့သဘော အေးနေတဲ့သဘောကြိုက်တဲ့သဘောလှုပ်ရှားတဲ့သဘောနော်ဆက်တဲ့သဘောရှင်နေတဲ့သဘောသဘောဟူသည်များဟာအကုန်လုံးတရားတွေကြီးပါပဲအဲ့ဒီသဘောတွေမတူတာလေးကိုပြီးပေပြီးတော့မှ မိမိစိတ်ကိုပိတ်ဆို့ပံမှငြိမ်နေအောင်ပြီးပေးနေဖို့လိုပါတယ် အဓိကမိမိစိတ်သည်ပိစုံပံကနေမထွက်ပေနဲ့အတိတ်ကိုလေးထွက်မတော်ရအောင်အနာဂတ်ကိုလေးထွက်မတော်ရအောင်တကယ်လို့ထွက်တော်ရင်မလုပ်ရမလဲဖေဟာစိတ်အပြင်ကိုထွက်တော်တယ်လို့သိပေလိုက်ပေါ့အချိန်နေတော့အောင်သူရဲ့အဟုံပါတော့အောင်နောက်ဆိုရင်သူမထွက်နိုင်တော့ဘူးပထမတော့ထွက်တော်တယ်ပေါ့ ဖုံဖုံလိုလေးထွက်တာပါပဲထွက်သွားရင်ဘယ်လိုမျိုးမှတ်လဲဖေကစိတ်အပြင်းထွက်တော့တယ်ទីပေးလိုက်ကိုထားတဲ့နေရာမှာစိတ်ကို ရှိနေအောင်ကျင်းဖန်များစွာလေ့ကျင့်ရတယ်ဆိုတာဘာဝိတာဘဟုလီကတာဆိုတာဘာဝနာပေါ်ရင်ကျင်းဖန်များစွာလေ့ကျင့်ရတယ်တစ်ချိန်တည်းနဲ့မရဘူးဘာဖြစ်လို့လဲစိတ်က ူရောက်တဲ့နေရာကိုတော့နေတာเนาะမကောင်းမှုမှာပဲမွေးလျော်နေတာကောင်းတဲ့နေရာမှာထားရင် तू မနေတက်လို့ तू ကမနေဘူးလို့เนาะအဲ့ဒီမနေဘူးတဲ့စိတ်ကိုနေဘူးအောင်စိတ်တလုံးနိုင် အကုန်နိုင်ဖို့အတွက်စိတ်အတိတ်ကိုထွက်တော့ရင်ကိုကိုကိုတရားဟောအတိတ်ဆိုတာပြီးတော့ပြီအဲ့ဒီအတိတ်ကိုစဉ်းစားနေလို့ဘာမှထူမှာမဟုတ်ဘူး ငါခဏနေသေးတော့ရင်ဒီစိတ်ကုနဲ့တော့ဒုက္ခတွေ့မယ်အနာကဲတွေကိုတွေ့နေတဲ့တည်းဩမနဲ့ပြန်ဤတည်တွေရောက်မိတဲ့သူတို့ဘလိုမျိုးလာမလဲဘေကာစီမလဲကိုကစိုးရင်နေတယ်စဉ်းစားနေတယ်သူတို့အတွက်ကိုကိုကလှုပ်ရှုပ်နေတယ်နော်ကိုကဘလိုမျိုးတွေ့ရမလဲငါခဏနေသေးတော့နိုင်နေသူ ငါသည်မုတ်ရှာသေးရမည်အချိန်ပိုင်းသာလူတော်သည်ပြန်ပြီးနှလုံးသွင်းသူတို့အတွက်ကြောင်းကြနေလို့မရဘူးကိုယ့်အတွက်ပဲကိုယ်စဉ်းစားရမှာကိုယ့်အတွက်ဆိုတာက စိတ်အနာကဲကိုထွက်တော်လို့မရဘူးနော်ဘေးရှင်ဘေးဖြစ်ဖြစ်စိတ်အနာကဲကိုထွက်တော်လို့မရဘူးကားပေါ်မှာထိုင်နေရင်းနဲ့ကားပေါ်မှာလည်းမတ်နေရတယ်ကားပေါ်မှာထိုင်နေရင်းနဲ့ကိုကနေပြည်တော်ကိုသွားတယ်ဆိုပါတော့စိတ်ကနေပြည်တော်ကိုရောက်တော်လို့မရဘူး ကားပေါ်မှာမတူတာလေးတွေအစင်းလေးတွေမြင်ကွင်းတွေမတူတာလေးတွေဒီပေနေကားဆက်အသံမှာစိတ်ကိုနေထားစိတ်ကိုနေထားပြီးတော့ကားယုံတာလေးတွေဒီပေနေနော်မြင်ကွင်းတွေမတူတာလေးတွေဒီပေနေအဲ့လိုဒီပေနေမှာဆေးရတာတွေကိုမြင်လာမှာပေါ့နော်မတူသေးသဘောအနှိမ့်စတွေကို တွေးလာမှာပေါ့ ကိုလှုပ်ချိန်တိုင်းမဖြစ်ပါလားအနေတသဘောတွေကို တွေးလာမှာပေါ့ကိုကအဓိကလှုပ်နေဖို့ပဲလိုတယ်သူကလေ့ကျင့်နေဖို့ပဲလိုတယ်ဘလို့မျိုး လေ့ကျင့်ရမလဲတာတီတီကြကြပြောပေးရင်လေ့ကျင့်နေရင်ဒုက္ခကိုရှင်းရှင်းလင်းလင်းမြင်လာမယ်အဲ့ဒါမြတ်စွာဘုရားကသမာဓိဘိက္ခဝေဘာဝေထသမာဓိယဘိက္ခဝေယထံဘူတံပါဇာနာတိတဲ့ ဟုတ်တိုင်းမှန်စွာသီးဖို့အတွက်ဆိုလို့ရှိရင်စိတ်ကိုတည်ငြိမ်အောင်သာလေ့ကျင့်ပါတဲ့စိတ်ကိုတည်ငြိမ်အောင်ဘယ်လိုလေ့ကျင့်လဲမျက်လုံးမိတ်နေတဲ့ခါကျတော့ထွက်လေဝင်လေမက်တာပေါ့အခုမျက်လုံးဖွင့်နေတဲ့ခါကျတော့ထွက်လေဝင်လေမဲလို့ဘေးကောင်းမလဲမြင်နေအရာမှအသီးပေးနေမတူတာလေးတွေအစင်လိုပဲဒီပေးမြင်တာဟူသည်မအစင်ပဲအဲ့ဒါအမျိုးသမီးအမျိုးသားလို့မမြင်နဲ့ အစင်ပဲသည်အစင်နေမတူတာကိုသည်နော်ခဏကတက်စီတစီဖြတ်တော်တယ်သည်ခဏနေသစ်ပင်တပင်ဖြတ်တော်တယ်သည်စိုက်ပုံလေးတစ်ခု မတူတော့ဘူးလေစိတ်ခံစားချက်တွေတူလားအဲ့ဒါဝေဒနာနုပန္ဒနာလေးဖြစ်တယ်စိတ်တနုပန္ဒနာလေးဖြစ်တယ်နော်ဓမ္မနုပန္ဒနာလေးဖြစ်တယ်ကာယနုပန္ဒနာလေးဖြစ်တယ်အဓိပ္ပာယ်တရား၄ပါးမှာတဲ့ တပားကိုပဲကျင်းတဲ့စိတ်တ ानु ပဒနာဆိုရင်စိတ်တ ानु ပဒနာတပားကိုပဲကျင်းအကုန်လုံးပါပြီသားတဲ့လေးပါလုံးပါတယ်တဲ့ဘလိုမျိုးလေးဖေဟာအခုကြာစိတ်မြင်စိတ်တွေကိုမက်နေတာလေဘလိုမျိုးကာယ ानु ပဒနာဖြစ်တော့ကိုမက်နေတာပါလေစိတ်တ ानु ပဒနာဥပမာမြင်စိတ်မြင်တာကိုမက်နေတယ် မြင်နေဆိုတာဘာကိုမြင်တာလဲအစင်းကိုမြင်တာအစင်းဆိုတာဘာလဲယုတ်တရားအဲ့ဒါယုတ်တွေဖောက်ပြန်နေတာမဟုတ်ဘူးလားယုတ်တွေဖောက်ပြန်နေတာကိုတိပိနေတာဒီကာယ ानु ပတ္တနာလေးစိတ်ကိုဒီမှာစိတ်တ ानु ပတ္တနာဟုတ်ကဲ့နော်အဲ့ဒီမှာခံစားရတဲ့သဘောတွေမပါဘူးလားအခံစားရတဲ့သဘောတွေကိုတိပိနေရင်ဝေဒနာ ानु ပတ္တနာလေးစိတ်တ ानु ပတ္တနာမှာဝေဒနာ ानु ပတ္တနာလေးပါတယ် ယောဂီတွေကဘယ်လိုမျိုးသိထားလဲဝေဒနုပတနာဆိုတာနာနာချင်းချင်းခက်ခက်ခေခေတိလာမဖောက်ပြန်လာမအဲ့ဒါကိုဝေဒနာလို့သိတယ်